မင်္ဂလာပါရှင်။မတော်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ၈ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မတော်ချက်နယ်ကို Subscribe နဲ့ Like ရန် Share လုပ်ပေးပါရှင်။ရိုက်တဲ့ကြီးဟိမန္တလေးတိုင်းဒေသကြီးတပိတ်ချင်းဆင်ကူနဲ့မတရားမျိုးနယ်တွေမှာနေမီရှင်လင်းနေရဲ့ရှင်နေရဲ့တက်မတော်စေဆောင်တွေရော အောင်မြင်မှုတွေတခုပြီးတခုရယူနိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမတရားမျိုးနဲ့အရှိကျန်အင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ဆယ်တော်ကြီးရေလောင်တမန်တွေကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မြန်မာနောင်သတင်းဌာနအပါဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကိုယ်တိုင်ကလည်းမတရားအရှိကျန်အင်ဂျင်မြိုင်လေကြောင်းရန်တပ်နဲ့ဆယ်တော်ကြီးဆယ်ကိုတမရော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။မန္တလေး PDF နဲ့ပူပေါင်းအဖွဲ့တွေဟာ ပြီးခဲ့2024ခုနှစ်ဇွန်လမှာတအောင်အကျန်းဖက်တနက်ကင်အဖွဲ့ TNL နဲ့ပူးပေါင်းပြီးတော့မတရားမျိုးနယ်အတွင်းရှိတမ်မတော်စခန်းတွေကိုအလစ်အငိုက်အင်အားသုံးတိုက်ခိုက်ခဲ့တဲ့အတွက်တမ်မတော်စစ်ကြောင်းတွေကအမတ်တစ်တုံညာတက်လေးလေးကျောင်းရံကာကွယ်ရေးတပ်အပအဝင် နေရာတချို့ကိုယာယီတက်လွတ်ခဲ့ရပါတယ်တမ်မတော်စစ်ကြောင်းတွေကပြီးခဲ့တဲ့ဇူလိုင်လမှာမန္တလေး PDF အဖွဲ့နဲ့ယာယီထိန်းချုပ်ထားတဲ့တပိတ်ကျင်းမြို့ကိုတော့ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေမြေရှင်လင်းမှုတွေဆက်လက်လှုပ်ဆောင်ခဲ့ရာမန္တလေး PDF အဖွဲ့နဲ့ပူပေါင်းအဖွဲ့တွေယာယီထိန်းချုပ်ထားတဲ့နေရာတွေကိုတခုပြီးတခုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တမ်မရော့ကမတရားအင်ဂျင်မြိုင်လေကြောင်းရန်တက်နဲ့ဆယ်တော်ကြီးဆယ်ကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းဟာစီရေးနဲ့လမ်းပန်းဆက်သွယ်ရေးအတွက်အဓိကအရေးပါတဲ့နေရာတွေကိုပြန်လည်စုမိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။တမ်မရော့စစ်ကြောင်းတွေဟာမန္တလေးတိုင်းဒေသကြီး မတရားမြို့နယ်အတွင်းကလက်လွတ်ထားရတဲ့နေရာတွေကို ပြည်လဲသိမ်းပိုင်နိုင်အောင်ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာတံပြန်တိုက်စစ်စတင်ခဲ့ပြီးမြို့ရဲ့အနောက်ခြမ်းနဲ့အရှေ့ခြမ်းတွေကိုပြန်လဲထိန်းချုပ်ပြီးနောက်အော်တိုဘာလ23ရက်နေ့ကစတင်ပြီးတော့မြို့ရဲ့မြောက်ဘက်ကိုဆက်လက်ထိုးပေါက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ရာအင်ဂျင်မြိုင်လေးချောင်းရံတက်နဲ့ဆဲတော်ကြီးဆဲတို့ကိုပြန်လဲသိမ်းပိုင်နိုင်ခဲ့ရလဲဖြစ်ပါတယ်။တမရစစ်ကြောင်းတွေရဲ့မြေပြင်စစ်ကြောင်း drone တပ်ဖွဲ့လက်နက်ကြီးပစ်ကူနဲ့လေကြောင်းတိုက်ခိုက်မှုတွေဟန်ချက်ညီစွာပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် မန္တလေး PDF အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထင်းနာခဲ့ပြီးစောက်ခွာထွက်ပြေးလျက်ရှိနေတယ်လို့လည်းသိရပါတယ်။တမရစစ်ကြောင်းတွေဟာမတရားမျိုးနဲ့အတွင်တံပြန်တိုက်စစ်စင်ရမှာအနိုင်မကန်အရှုံးမပေးစိတ်တဲ့အပြင်းနဲ့တုံးပြန်တိုက်ခိုက်ခဲ့ရ။မန္တလေး PDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာစေကူးမျိုးနဲ့ဗတ်ချန်ကိုစောက်ခွာထွက်ပြေးခဲ့ရပြီးတော့တမရစစ်ကြောင်းတွေကလက်ရှိအချိန်မှာမတရားမျိုးနဲ့အတွင်ရှိနေရအများစုကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ တမရစစ်ကြောင်းတွေဟာလက်ရှိအချိန်မှာမတရားမျိုးနဲ့အတွင်းရှိနေရာအားလုံးရဲ့80ရာခိုင်နှုန်းကျော်ကိုပြန်လည်သိမ်းပိုက်ထားနိုင်တယ်လို့ဆိုနိုင်ပါတယ်။မန္တလေး PDF အဖွဲ့နဲ့ပူပေါင်းအဖွဲ့တွေဟာလူမှုကွန်ရက်တွေမှာသာလေကြီးမိုးကြီးပြောဆိုနေပေမဲ့လက်တွေ့မြေပြင်တိုက်ပွဲတွေမှာတမရစစ်ကြောင်းတွေရဲ့တိုက်စစ်ကိုခုခံနိုင်စွမ်းမရှိပေ။မတရားမျိုးဘက်ချမ်းကနေစင်ကူးနယ်ဘက်ကိုစုခွာထွက်ပြေးခဲ့ရ။တမရစစ်ကြောင်းတွေကလိုင်လံချိန်မုံတွေရဲ့အတွေ့ စင်ကူးနယ်ပတ်မှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ဦးတော်မင်းကောင်ရဲ့ထားအမည်ရှိရဲ့ Facebook account တစ်ခုကလည်းစင်ကူးနယ်တဲကိုအရာရီမြင့်အနောက်ဖက်ကန်ကစကိုင်း PDF တွေနဲ့မတရားနယ်ကမောကုတ်မန္တလေးလမ်းတိုင်းဆုတ်ခွာထွက်ပြေးလာတဲ့မန္တလေး PDF တွေစုပြုံရောက်ရှိလာပါတယ်။ဒီအချိန်ဒီမှာပဲအရာဝတီမြစ်ကူတတာယတနာသိန်းခကိုမန္တလေး PDF နဲ့ပူပေါင်းတက်တွေကဒိုင်းနမိုက်သုံးပြီးဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်တမတော်လေးကစင်ကူးနယ်တဲမှာအခြေချတက်ဆွဲထားတဲ့မန္တလေး PDF နဲ့ပူပေါင်းတက်တွေကိုလေကြောင်းကနေအပြင်းထန်ချိန်မုံခဲ့ပါတယ်။ဒါကြောင့်စင်ကူးနယ်တဲကလက်ပံလှຫນွေယုံကန်တောင်အပါအဝင် မလဲနဲ့တောင်ချီနဲ့ဝပိုးချက်ရွာတွေမှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ပွဲပြင်းထန်ခဲ့ပါတယ်။ဒီမှာရင်စင်ကူးနယ်တဲကမန္တလေး PDF နဲ့ပူပေါင်းတက်တွေဟာတပိတ်ချင်းနယ်တဲကိုအလုံးအရှင်းနဲ့ဝင်ရောက်လာပါတော့တယ်။တပိတ်ချင်းနယ်တဲကိုမန္တလေး PDF နဲ့ ပူပေါင်းတက်တွေဝင်ရောက်လာတာကြောင့်ဖော်တော်လန်းဆောင်ကနေဆင်းလာတဲ့တမ်မတော်စစ်ကြောင်းတစ်ခုကပိတ်ဆို့ရှင်းလင်းနေပါတယ်။တပြိုင်တည်းဆိုသလိုလမ်းလေကျေးရွာကနေထွက်ခွာလာတဲ့တမ်မတော်စစ်ကြောင်းတစ်ခုကလည်းဇေယကွင်းရွာနီကိုရောက်လာပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာတမ်မတော်လေကတိုက်ခိုက်ရေးကျဲလီရင်နှက်စီကတပိတ်ချင်းမျိုးရဲ့ရောက်ဖက်ချန်းတနေရကို15ချိန်တိတိလေးချောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။နိုဝင်ဘာလ3ရက်နေ့ကစပြီးရွှေတွင်းလောက်ကက်တွေအလုံးရနာလိုက်တာကြောင့် ဇယက်ကွင်းရွာရဲကိုတပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ရှင်းလင်းနေရဆိုတဲ့သတင်းကဖြစ်နိုင်ပါတယ်။နောက်တစ်ခုကဇယက်ကွင်းရွာနေကကွင်း30ရွာရဲ့အခြေအနေဖြစ်ပါတယ်။ပြောရရင်ကွင်း30ရွာကလည်းမန္တလေး PDF တွေအခြေချတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီရွာကလည်းမန္တလေး PDF နဲ့ပတ်သက်ခဲ့တာကြောင့်တပ်မတော်စစ်ကြောင်းတွေနှစ်ဖက်ညက်ဝင်ရောက်လာတဲ့သတင်းဖြစ်ပေါ်လာချိန်မှာကွင်း30ရွာထဲမှာရှိ အမတ်တရကဖေးဆိုင်နဲ့ရွှေမြင့်မိုထမင်းဆိုင်တို့ပါဆိုင်ပိတ်ပြီးထွက်ပြေးသွားကြပါတယ်။ ဒါကြောင့်ဇီယက်ကွင်းရွာကိုတမရော်ကဒီရက်ပိုင်းပြန်ပြီးထိန်းချုပ်နိုင်ပါလိမ့်မယ်။တချိန်တည်းမှာပဲတပိတ်ချင်းနယ်တဲစုပြုံရောက်ရှိလာတဲ့မန္တလေး PDF နဲ့ပူပေါင်းတက်တွေဟာဝက်တီဖက်ရှိရွာဘက်ကနေဖော်တော်လန်းစုံအထက်ကပိုးစာရွာကို တော်လန်းအတိုင်းတက်သွားကြပါတယ်။ဒီချိန်ဒီမှာဇီယက်ကွင်းရွာ၊လိတ်ကြရွာ၊ချောင်းကြီးရွာနဲ့ကွင်း30ရွာအပါအဝင်ဝက်တီဖက်ရှိရွာတွေမှာယူနီဖောင်းဝတ်လက်နက်ကင်တောင်းကျန်းသူတွေကိုမမြင်ရတဲ့အထိဖြစ်ခဲ့ပါတယ်ဆိုပြီးတော့ ၎င်းကတွင်ဝါတို့၎င်းလေးအဝင်ခေါင်းစဉ်တက်တဲ့ post ထဲမှာထည့်သွင်းရေးသားထားပါတယ်။တမရဆက်ကြောင်းတွေကပြီးခဲ့တဲ့ရက်ပိုင်းမှာမတရားမျိုးနယ်အတွင်ကစီးရေးအရာအရေးပါပြီးဆက်သွယ်ရေးချက်ချကြတဲ့လေကြောင်းရန်တက်တဲ့ကုန်နဲ့ဆယ်တော်ကြီးရေလောင်တမန်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကြောင့်မန္တလေး PDF အဖွဲ့တွေနဲ့ပူးပေါင်းအဖွဲ့တွေဟာအခက်အခဲများစွာပိုမိုရှင်ဆိုင်ရဝယ်ရှိနေတယ်လို့ဆိုနေပါတယ်။မျိုးမင်းဦးအမည်ရှိတဲ့အကောင့်တစ်ခုကလည်းဖော်တော်လန်းဆောင်ပြန်သိမ်းပြီးနောက်စီးရေးအပြောင်းလဲကနေတိုင်းဖြစ်လာတယ် တိတုံညာတလီလေးချောင်းရံကာကွယ်ရေးတပ်ပြန်သိမ်းတဲ့သတင်းမှန်ရင်တော့အကောင်းမွန်ဆုံးအခြေအနေပေါ့တိတုံညာတလီတပ်ကအင်ဂျင်မြန်ရွာမှာရှိပြီးလမ်းဘက်ဘက်မှာတက်တီထားတယ်။ဒီတပ်ကလက်နက်ချအဖမ်းခံခဲ့ရသူတွေကတော့ဗမာရှိတယ်လေသေသလားရှင်သလားမသိပါဘူး။အဒီကနေရာမှာထောက်ထားနိုင်တဲ့အတွက်စစ်တိုက်တဲ့နေရာမှာအဒီကအရေးကြီးဆုံးကထောက်ပံ့ရေးပဲလူလက်နက်ခဲရန်ရိတ်ခါစုဖွဲ့မှုတွေပါဒါတွေကိုပံ့ပိုးနိုင်ဖို့အတွက်က လမ်းကြောင်းထိန်းချုပ်နိုင်ဖို့ကအရေးကြီးဆုံးပါဖော်တော်လမ်းဆောင်ကဘလောက်အရေးပါလဲဆိုရင်လမ်းဆောင်ကနေအထက်တရင်ရွှေညောင်ပင်ကျက်ပြင်မိုးကုတ်လမ်းဖော်တော်ကနေဒီဘက်ပြန်ဆင်းရင်အထင်ကရတပိတ်ချင်းဖော်တော်လမ်းဆောင်ကနေအောက်ဆင်းရင်ချောင်းကြီးကြီးထောက်ပေါက်နှွေယုံလက်ပံလမန္တလေးကနေလာရင်တောင်ပြုံကံကြီးလက်မိုင်မတရားကနေလက်ပံလာရောက်တယ်လက်ပံလာကလည်းအရေးကြီးမြေမှာပါတယ်အဲ့ကနေနှစ်ဖက်ခွဲထွက်တဲ့လမ်းဆောင် လက်ပံရွာကနေဖော်တော်လန်းဆုံးမွေးကုတ်တက်လို့ရတယ်လက်ပံလလမ်းခွဲတစ်ခုကနေဆင်ကိုဟိုနေ့ကမိုင်းခွဲခံလိုက်ကြတဲ့တံတားကြော်ပြီးရင်ကြောင်မြောင်ရောက်တယ်ကြောင်မြောင်ကနေရွှေဘိုဆက်တက်လို့ရသည်ရဲ့ရွှေဘိုကနေသခိုင်းမန္တလေးသွားလို့ရတယ်ဗန်နီယာရောက်နေကြောင်ဘလို့လောက်ကင်နေကြောင်လက်နဲ့ခရင်အရှင်မိကြောင်မပြောတော့ပါဘူးမန္တလေးကနင်းနေရဲ့အဖွဲတွေရဲ့သခိုင်းဘက်ကနေတက်တဲ့အဖွဲတွေရဲ့ရွှေဘိုကနေကင်လာတဲ့အဖွဲတွေရဲ့ဖော်တော်လန်းဆောင်ကနေ ဘက်အသီးသီးကိုတိုးလိုက်တိုက်လိုက်လုံနေတဲ့အဖွဲတွေရဲ့နေရာတစ်ခုမှာလာဆောင်ခဲ့ရင်တော့စကိုင်းမန္တလေးပတ်ဝန်းကျင်ဟာ85ရာခိုင်နှုန်းထိန်းချုပ်ပြီးသားဖြစ်သွားပြီ။နေအသီးသီးတောင်ဝအသီးသီးအုတ်ချုပ်ထောက်ပံ့ရင်အသီးသီးနဲ့စော်နေတော့စောင်းကြတဲ့ဗဒက်တွေဘလို့ပိမိပြီးသိအောင်မလဲကြိတ်တက်ရင်မြင်တယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာတုံးသက်ရေးသားထားပါတယ်ရှင်။